န်တက်တော့မှာဗီဒီယိုတင်ရင်းဝါနေလာအန်ဒါဆိုရင်ကျင်းလင်းပြတ်သားတဲ့ဗီဒီယိုတွေဖြစ်အောင်အာဘလို့လုံးမလဲအဲကျမတို့ရပါတော့เนาะ TikTok ပေါ်ဒီမို address ဗီဒီယိုအချိန်ကုန်မရိုက်ထားတယ်ပြီးတော့ကက်ကက်တင်တဲ့လည်း viewer edit တင်နေတေချာလုပ်ထားပါတယ်ဒါပေမဲ့ TikTok ပေါ်တင်တဲ့ချိန်ကျရင်ဘာဖြစ်လို့ viewer ဝါဝါလဲပေါ့เนาะဒါဆိုရင် diffusion ချက်လေးတွေကိုပြပြပေးပါမှာပါပြီးတော့လူဝင်များတတိမထားမိတဲ့အမတိတိလေးရင်ကျွလို့မကြရပါတော့เนาะအဲအမတိတိလေးတွေကိုလည်းအဲပြပြပေးပါပါမယ် အခုပြပြပေးသွားမယ်နီလန်လေးတွေတိုင်းလိုက်လို့မယ်ဆိုရင်အဲတည့်ရဗီဒီယိုတွေကအရင်အတက်ပုံမှာတိတိတတာကောင်းမွန်လာမှာဖြစ်ပါတယ်နီလန်တဲ့ဒေတာစာပေါင်းပေးပါအဲကိုယ့်ရဲ့ profile ပေးရဒီဟာအသုံးချောင်းချစ်တဲ့ထဲဝင်ပေးပါတော့ PY ဆိုရင်စက်တင်အန် privacy ထဲဝင်ပါအဲ PY ဆိုရင်တော့ဒီအောက်ကိုဆွဲပေးပါတော့အဲဒီအောက်ဆုံးသားလေးအားမှာဒီဟာ data server ဆီကိုတော့ပါ ဒီဟာလေးကိုအွန်ထားမိရဲ့ဆိုရင်ဒီမျိုးဟာလေးကို ပြန်ပိတ်ပြီးခဲ့ပါဒီမျိုးပိတ်ပြီးထားပါမယ်ပေါ့နော်အဲဘာဖြစ်လို့ data server ပိတ်ခိုင်းတာလဲဆိုရင်ဒါကိုဖွင့်တိုင်းဗီဒီယိုကအများတန်းဝါနေပါလိမ့်မယ်အဲနီလန်နဲ့ high quality အလုပ်ကိုဖွင့်ပေးပါမယ်ကို TikTok view တင်တဲ့ CEO တော်ပေးပါအဲဒီရောက်သွားပြီဆိုရင်ဒီကအောက်နာလေးကဒီကမိုးဆက်တင်ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါ PY ဆိုရင်ဒီအောက်ကိုဆိုစကိုဆွဲပေးပါမယ် PY ဆိုရင်ဒီဟာ all high quality အလုပ်ဆိုတဲ့ဟာလေးကိုဝင်ပေးခဲ့ပါဒါကဗီဒီယိုကျင်လင်းမှုအတွက်အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်အဲနီလန်းတုံးကက်ကက်ပြေအက်တစ်ပြီမှာကြည်လင်အောင်လုပ်နေအဲကိုကကက်ကက်တုံးလဲဆိုရင်ကက်ကက်ထဲကိုဝင်ပေးပါ အဗီယိုလေးရောက်သွားပြီဆိုရင်ဒီဗီယိုရဲ့အောက်နောက်ကအတစ်ကိုနေပေးပါပြောရဲဆိုရင်တော့ဒီဘေးကိုစကိုဆွဲပေးပါတော့အဲ့ဒီနေရာမှာဒီကအချက်ဆိုတဲ့ဟာလေးတွေ့ပါလိမ့်မယ်အချက်ကိုနေပေးပါဒီကအော်တိုအချက်ကိုနေပေးပါတော့အဲအော်တိုချက်ကိုပါမပြောင်းမနေဒီတိုင်းလေးပဲထားရပေးပါပြောရဲဆိုရင်တော့အချက်ကိုပြန်နေပါဘေးကိုဆွဲပေးပါတော့ဒီက ရှက်စပန်ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါတော့တွေ့ကန်ပုံစံလေးနဲ့ရှက်စပန်ကိုနှိပ်ပေးပါအဲရှက်စပန်ရောက်သွားပြီဆိုရင်အဲကိုကဒီအနှိမ့်ဆုံး30အနေပြီးမှအဲ50အတွင်းထားပေးလို့ရရပါတော့အဲဒီအရန်များဝိုင်းရင်ပုံအားကြံသွားနိုင်ပါတယ်အဲ view တစ်ခုလုံးကို fitter မတုံးခင်မှာ share span ကိုအရင်လုပ်ပေးပါ ပြောရဆိုရင်တော့အမတ်ချစ်ကလေးကိုနှိပ်ပေးပါအဲနောက်ဆုံးတတိပေးခြင်းအားကြတော့ဒီအချက်က YouTube မြင်မဲ့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကိုကအင်တာနက်လိုင်းမကောင်းဘဲနဲ့ TikTok ကိုဗီဒီယိုတင်တဲ့အခါ TikTok အနေမှာအမြန်တရားဒီဗီဒီယိုဖိုင်ဆိုင်လေးတွေကိုချုပ်မိလိုက်တယ်ပေါ့နော်။အဲဒါကြောင့်မို့အဲ Wi-Fi လိုင်းမကောင်းဘဲဖြစ်ဖြစ်အဲအင်တာနက်လိုင်းမကောင်းရဲ့ဖြစ်ဖြစ် TikTok ပေါ်လုံးဝ view မတင်ပါနဲ့။